ောကောပရိသတ်များအလုံးပဲမင်္ဂလာပါဒီစီစဉ်ကိုကတော့ wine spec ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားပါဗျ။ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ wine spec ကို download လုပ်ပြီးတော့မှ one soccer hot promo code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံး twin ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုတင်ကောင်းပါကြပါတယ်။တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ်။ promo code ကိုတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားပြတဲ့များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါစနေနေ့မှာကစားမဲ့ Premier League ပွဲစဉ်တွေဖြစ်တဲ့ Manchester City နဲ့ Everton ရဲ့ပွဲလေးကိုကျွန်တော်ဒါသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ဒီ season မှာတော့ ကျွန်တော်နဲ့အတူကုစိုးကြီးကနေပြီးမှပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဆိုရင်မင်္ဂလာပါမင်္ဂလာပါကိုမန်ချက်စတာစီးတီးကဒါဒီနောက်ပိုင်းပုံစံကောင်းဒါတောက်လျှောက်ရနေပါတော့ခြေစွမ်းနေလည်းပြနေတယ်အတက်ဖက်ရောက်နေတဲ့အသင်းတို့ပြောလို့ရပါတယ်ဟာလန်ကလည်းကလပ်နဲ့နိုင်ငံတကာပွဲပါဝင်စုစုပေါင်းဒါ7ပွဲဆက်တိုက်ဂိုးရီတွင်းထားဆိုတော့ဒါမန်ချက်စတာစီးတီးအတွက်ကတော့တော်တော်လေးကိုယုံကြည်မှုအားကောင်းနေတဲ့ပွဲတစ်ပွဲလို့ဒါဖြစ်မဲ့ထင်ပါတယ်ဒီပွဲအခြေအနေလေးနဲ့ပတ်သက်ပြီးတော့မှဆိုရအမည် သုံးသပ်ပြီးပေါ့ဗျ။ဟုတ်ကဲ့ပါ။ Man City ကအခုပြောသလိုပဲတော်တော်လေးကိုရက်လက်တီကောင်းလာတယ်ပေါ့။စပါးကိုရှုံးပြီးတဲ့ကနောက်ပိုင်းမှာတောက်လျှောက်ရှုံးမဲမရှိတော့ပဲနဲ့ဒီပုံစံကောင်းပြလာခဲ့တာပေါ့နော်။တော်တော်ကိုခြေစွမ်းရောရက်လက်တီရောတိုးတက်လာတယ်လို့ပြောလို့ရတယ်။အထူးသဖြင့် Haaland ရဲ့သွေးကိုယ်တွေကကြောက်စရာကောင်းလာအောင်ကိုဒါတောက်လျှောက်ပေါ့နော်။ကိုသိန်းချီမြူးနေတယ်ဆိုတာတပွဲတည်းထပြီးတော့သွင်းတာမဟုတ်ပဲနဲ့ဇက်တိုက်ကိုသွင်းနေတာ။ Premier League မှာဆိုရင်ခုနှစ်ပွဲမှာကိုကိုပြိုင်ပွဲဆိုနေနေကြည့်ပါဆို Champion League ပွဲတွေပါထည့်ပေါင်းမယ်ဆိုရင်ကိုပွဲမှာ19ဂိုးလောက်သွင်းတာဆိုတော့ကြောက်စရာကောင်းတယ်။နိုင်ငံ အသင်းပွဲတွေပါထည့်ပေါင်းရင်တော့ပြောစရာတော့မလိုဘူးเนาะပြိုင်ပွဲဆို12ပွဲမှာ20ခုလောက်တွင်းထားရဆိုသူ့ရဲ့ဒီကိုသွင်းနှုံးကကျွန်တော်မိနေကြပုံစံတိုင်းပဲဒီလိုရာသီအဖွင့်နေဆိုရင်ဟာလန်ကထိမနိုင်သိမရအဲ့လိုပေါ့နော်ဂိုးတွေတွင်းတက်တယ်အခုလည်းအသင်းကကွန်းလက်မှာရိုဒီဒန်ယာမပဒန်ယာကြောင့်မပါနိုင်တာလွဲလို့ကျန်တဲ့ကြီးကြီးမားမားဒန်ယာပြဿနာမရှိဘူးပေါ့အရင်ဒန်ယာရှိနေခဲ့တဲ့ကျွန်တော်ကမောင်ဘွတ်ရှုမပါနိုင်သေးဘူးဆိုမဲ့အဲ့ဒီကာလမှာလည်းသူတို့ပုံစံကောင်းတစ်ခုနဲ့ပြန်လာနိုင်ခဲ့ရဆိုတာမက်ဆီဒီအတွက်တော့ ဒီအခြေအနေကတော်တော်လေးကိုဒါ Guardiola အတွက်ကျင်းတ်ဆရာကောင်းနဲ့သူ့ရဲ့ပြုပြင်ပြောင်းလဲရေးတွေကအများကြီးဒါအကောင့်ထဲပေါ်လာပြီလို့ပြောလို့ရတယ်။တစ်ဖက်မှာတော့ဒါ Everton ကရလက်ရတော့မစိုးဘောနော်လက်ရှိချိန်မှာရမ7မှလောက်ယူထားတဲ့အမှတ်ပေးစရာတဲ့ဒီထိတ်ဆုံးဆက်တင်ထဲမှာရှိတယ်။ဒီပွဲမှာတော့နည်းနည်းလေးသူတို့စိုးရိမ်စရာကောင်းတာသူတို့ရဲ့အဓိကကစားသမား Grealish က Man City ကနေတာအငားနဲ့လာကစားနေဆိုကစားခွင့်မရှိဘူးဆိုတော့ Grealish မပါတဲ့ဒီ Beton Man ကတော့သူတို့အတွက်ဒီနေ့မှာထိုးနှက်ချက်ဖြစ်လာနိုင်တယ်။ဂျန်နဲ့အပိုင်းကတော့သူတို့ကစူးစီးတယ်၊ချစ်လစ်တယ် ဒေးဝစ်မိုက်လောက်မှာ Everton ကိုအရင်ကျွန်တော် Everton ကိုမြင်နေရတဲ့မှုမျိုးပြန်ပြီးတော့ဗောနော်ဟိုခန်းစားရတယ်ဆိုတော့ Everton အတိုင်းတာတစ်ခုတည်းတော့ Man City ကိုဒါခံကံမှုကြိုးစားလာမှာဟုတ်ကဲ့ပါကျွန်တော်တို့ဒါ Liverpool နဲ့ဒီဒုတိယပိုင်းကစားသွားတဲ့ခြေစွမ်းမျိုးကတော့ Everton တော်တော်ကြီးကိုဟိုထင်ထားတယ်အများကြီးလုပ်ပြနိုင်တာဗောနော်ဟိုကျွန်တော်တို့ထင်ပါလေဒါဒီပွဲမှာလည်း Jack Grealish မပါနိုင်တဲ့ဘယ်ချမ်းကိုကျွန်တော်ဒါ NDI ကပြီးခဲ့တဲ့တရားစီလုံးကဆိုရင်ဒါဘယ်ချမ်းအနေနဲ့ပဲဒါ NDI ကစားခဲ့တာဗောနော်အဲ့တော့ပုံမှန်ဒါညတောင်မှမှာကစားနေတဲ့ NDI က ဘယ်တော်မှကိုပြောင်းဝင်စားမယ်။အညာတော်မှမှာကျွန်တော်ဒါစဉ်းစားစရာရှိတာကဒီ Southern Dan ကနေသူတို့ပေါင်တန်း၄၀ကျော်နဲ့ခေါ်ထားတဲ့လူငယ်တော်မှကစားမလေး Dibling ကိုနော်ဒါ Dibling Dibling ရှိမလား Dibling ကိုတုံးမလားဒါမှမဟုတ်ကျွန်တော်ဒါ McNeil ကိုကျွန်တော်ဒါတန်းတက်တာလာတဲ့ McNeil ကိုတုံးမလားပေါ့နော်။ဒီနှစ်ယောက်ရဲ့ပုံစံချင်းကတော့မတူဘူးပေါ့နော်။ဒါ McNeil ကတော့ဒီဘယ်လိုပြောမလဲ Long Pass တွေကောင်းတယ်ဒီဖြတ်တင်ဘောတွေကောင်းတယ်။ Dibling ကတော့ကျွန်တော်ဒါဒီလူငယ်ကစားမပြီးပြီး တွက်လက်တဲ့ dribble တွေကောင်းတယ် dribble dribble တွေကောင်းတယ်အလိန်ခေါက်ကောင်းတယ်ဒါပြီးတော့ goal area ပြန်မဲ့ရဲ့ goal area လည်းအထိဒါထိုးပေါက်မွေမွေနှောင်းအနိုင်ဆွမ်းနေတာရှိရဆိုတော့မတူညီတဲ့ type ဒါညာတော်မယ်ကစားမနှစ်ယောက်တော့ရှိတယ်အဲ့ဒီထဲမှာဘသူ့ကိုသုံးမလဲဆိုတော့ကျွန်တော်ဒါစောင့်ကြည့်စရာရှိတာပေါ့လေကျွန်တော်နောက်ထပ် Man City နဲ့ပတ်သက်ပြီးတော့မှဒါဆိုကြီးတစ်ချက်လောက်လေးသုံးသပ်ပြပါဦး City က နောက်ပိုင်းမှာကျွန်တော်ဒါမြင်ရတဲ့ဟာကျတော့သူကဒီဒုတိယပိုင်းမှာအရင်ကြီးတံပူမတင်တော့တာကိုကျွန်တော်ဒါတွေ့ရတယ်ဒုတိယပိုင်းဆိုပိုပြီးတော့မှသတိထားပြီးကစားလာတာကိုဒါထူးထူးခြားခြားပါပဲကျွန်တော်ဒါဂွာရီယိုလာရဲ့အသင်းကဒီယာဒီမှာထူးခြားတဲ့အချက်ဆိုရင်အဲ့အချက်တွေလည်းကျွန်တော်ဒါတွေ့ရမှတင်တယ်ဟုတ်ကဲ့နောက်ဆုံးကစားသွားတဲ့ကျွန်တော်ဒါဘရန်ဖို့နဲ့ပွဲမျိုးမှာဆိုရင်သူတို့ဥဆောင်ကို6မိနစ်ခန့်နဲ့တွင်တယ်ဒါနောက်ထပ်ဟိုမရခင်ဘူးနော်နောက်ထပ်ကျွန်တော်ဒါမန်ချက်စတာစီးတီးနဲ့ဒါအာဆင်နယ်ကစားခဲ့တဲ့ပွဲအဲ10မိနစ်6မိနစ်လောက်ကနေဒါဟာလန်ကိုတွင်တယ် ဒါဂိုးထပ်ရအောင်မသိဘူး City ကဒီပွဲမှာဟောဒါဒုတိယပိုင်းသူတို့ပေါ့လေဒီတမ်ပူချလိုက်တဲ့ပုံစံမျိုးတမ်ပူပဲချလာလားဒါမှမဟုတ်ဒီရထားတဲ့အနိုင်ဂိုးကိုပဲမဆုံးရှုံးအောင်ပဲဒါခန်းစစ်ကိုပဲဦးစားပြီးပြင်ဆင်တဲ့ပုံစံနဲ့ချင်းကပ်လာလားပေါ့လေဒီအချိန်ဒီနေ့ပဲတက်ပြောမှာလဲမဆိုးဘယ်လိုမြင်လဲမသိဘူးဗျ Guardiola ရဲ့ style ကတော့ဒီနှစ်ကတိတိတသာပြောင်းလဲသွားတယ်ပေါ့နော်အရင်လိုဘောလုံးပိုင်ဆိုင်မှုအများကြီးမယူတော့ဘူးပုံမှန်ဆိုရင်တော့သူ့အသင်းတွေကြီးရင်အနည်းဆုံးဘောလုံးပိုင်ဆိုင်မှုက60%ခန့်တော့အထက်လောက်ရှိရပါတော့ဒီနှစ်ပြောင်းလဲလာတဲ့အပိုင်းမှာတော့သူ ဘာစီလိုနာဘိုင်ယန်မန်စတီအသင်း၃သင်းမှာဘောလုံးပိုက်ဆိုင်မှုက58ရာခိုင်နှုန်းလောက်ပဲပြင်းပြရှိတော့တယ်။တပွဲအတွင်းဘောလုံးပိတ်ပုတ်မှုကလည်းအကျိန်900ကျော်940ကျော်လောက်ပဲရှိသေးတော့ဒါဒီအသင်း၃သင်းမှာဘောလုံးပိုက်ဆိုင်မှုရောဘောလုံးပိတ်ပုတ်မှုတွေပါ short ချထားတယ်ဗော။ဒါကအခုပြောသလိုရွေချက်ရှိရှိနဲ့ကိုကစားနေတဲ့ပုံစံလို့ကျွန်တော်လည်းယူဆတယ်။သူတို့ဥဆောင်ကိုရပြီဆိုတာနဲ့အရင်ကြီး risk ယူပြီးတော့ကစားမျိုးမဟုတ်တော့ဘဲနဲ့ပွဲကိုထင်းထင်းသိမ်းသိမ်းနဲ့ကစားလာတယ်ဆိုတဲ့လက္ခဏာမျိုးမြင်ရတယ်ဗောနော်။ဒါကသူတို့ရဲ့အဓိကပြောင်းလဲလာတဲ့အချက်လို့ထင်တယ်။ဒီနေ့မှာတော့ဒါ ရူဒီမပါတဲ့အတွက်ကြောင့်ဒါဒန်ယာနေပြန်လာတဲ့ကိုဘာစစ်ကိုတော့သုံးနိုင်ချေရှိပါတော့ကိုဘာစစ်ကတော့ဒီရာဒီမှာတပွဲမှာတော့တပွဲမှာမကစားထားသေးဘူးဒါပေမဲ့သူပြန်ပါလာမယ်လို့တော့ယူဆတယ်ရူဒီမပါတဲ့ပွဲတွေမှာတော့ကျွန်တော်အချက်လက်တွေအားဖြင့်ကြည့်မယ်ဆိုတော့သူမပါတဲ့ပွဲတွေနဲ့သူပါတဲ့ပွဲတွေမှာတော့ဒီနိုင်ပွဲရခိုင်နှုန်းနေအများကြီးကွာဟာချက်ရှိရပါတော့အဲ့အဲ့အချက်လေးတစ်ချက်တော့ကြည့်ရမယ်ဒါပေမဲ့ရူဒီကလည်းပြီးခဲ့နှစ်ကလည်းဒန်ယာနဲ့ရုံးကန်ခဲ့ရတယ်ဒီရာဒီမှာလည်းအခုဒန်ယာပြန်ရသွားပြန်ပြီဆိုတော့ဒီရူဒီမပါတဲ့အနေထားတရက်ကိုဘယ်လောက်ထိသူ ပြန်ပြီးတော့ပါနော်ဖြည့်ဆည်းနိုင်မယ်ဒါတော့ကျွန်တော်ကြည့်ရမယ်တိုက်စစ်ကတော့တိတ်ပြောစရာမရှိဘူးအားလုံးကယုံကြည်မှုအဓိကတော့အတင်းတဲ့အယုံကြည်မှုတစ်ခုရသွားပြီဆိုရင်တို့အချိန်တန်လိုအပ်နေတဲ့ရလက်တွေယူနိုင်ခဲ့တာပေါ့နော်အခုလည်းအဲ့လိုဖြစ်နေတယ်ဟာလန်ကိုသွင်းနေဒိုကူခြေစမ်းပြရတဲ့ကွက်လက်မှာရိုက်ဇာရိုက်ဒါစ်တို့တော့ဒါဖိုဒန်တို့အကောင်းဆုံးပုံစံရနေတယ်ဆိုတာဒီချက်တွေကြောင့်ပဲတို့သွားကျင်တဲ့တို့လိုချင်တဲ့ရလက်တစ်ခုပေါ့လိုစလိုထိမ့်ကြည့်ပြီးတော့ကစားနေလို့လည်းအခုပြောသလိုပေါ့နော်ဒုတိယပိုင်းနေမှာအရင်ကြီးတင်မကစားလို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါကျွန်တော်အေဗာတန်ကကျတော့နည်းနည်းလေးပြောစရာရှိတာကျတော့ ဒီလီဗာပူးနဲ့ပွဲမျိုးဆိုရင်တိတာလာပွဲအစမိနစ်20အတွင်းကစားဝတ်တယ်လို့မမြင်အောင်ဒါလီဗာပူးဒရက်ဆာတိုက်စစ်စင်တဲ့ဂူတွေလည်းပြီးရတယ်ပေါ့နော်ဒီဂျာဝူအဗာဒန်ရဲ့ဒီလိုအခြေအနေတခုကိုဒါအခွင့်ကောင်းဒါယူမဲ့အနေအထားမျိုးပေါ့နော်ကြည့်လိုက်တော့မန်စီးတီးကလည်းကျွန်တော်ပြောဒီဘလိုရပွဲအစမူမန့်တန်အားကောင်းတယ်ဒါပွဲအစပိုင်းနေဆိုရင်ဒါပွဲအစ15မိနစ်အတွင်းမှာဆိုရင်ဂိုးသွင်းနိုင်စွမ်း တော်ကြီးကိုကျွန်တော်ဒါကောင်းတာတွေ့ရဆိုဒီချက်ကောပွဲဖြီးပေါ့ဘယ်လောက်ထိအဆုံးဖြတ်ပြီးနိုင်မလို့ဒါကိုဆွေးထင်လို့မဖြစ်ဘူးဖြစ်နိုင်ပါတယ်အခုပြောသလိုမန်စီးတီးရဲ့ဒီနောက်ပိုင်းမြင်ရတာအဲ့လိုပေါ့နော်ပြိုင်ဘက်အထိုင်မကြခင်မှာပွဲကို dominate လုပ်တယ်ပွဲကိုထိန်းချုပ်ပြီးတော့ဦးဆောင်ကိုရတယ်နောက်ပိုင်းကျနည်းနည်းလေးထင်းထင်းသင်းသင်းကစားရတယ်ဆိုတော့ဒီချက်ကအခုပြောသလိုနှစ်ဖက်ကြားမှာဆန့်ကျင်ဘက်အနေထားလို့ဖြစ်နေ Everton ကိုလည်းကျွန်တော်လည်းမြင်တာဒီ Marseille side တိုင်းမှာဆိုဒုတိယပိုင်းမှာတော်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 ကိုကောင်းတာပေါ့နော် Liverpool ကိုတော်တော်အခက်တွေ့အောင်လုပ်ပြနိုင်တာမြင်ပထမပိုင်းမှာကျတော့ ဟိုထင်သလောက်တို့ရဲ့စွမ်းဆောင်ရည်ကအမကောင်းဘူးဆိုတော့ဒီချက်တွေကနှစ်ခုသွားပြီးတော့ထိတိုက်တွေ့တဲ့အချိန်မှာတော့မန်စီးတီးကတို့ရဲ့ဒီအကောင်းဆုံးပုံစံတစ်ခုနဲ့ထိတိုက်တွေ့ဆုံမှုတွေရကြီးလိုက်တော့လေတော်တော်လေးကိုဒီနေ့တင်ကြာကွာချက်ကြီးတယ်ဒေဗစ်စပိုင်အနေနဲ့လည်းမန်စီးတီးနဲ့တွေ့ရင်ရလက်မကောင်းဘူးเนาะဒီချက်တွေကြောင့်ကျွန်တော်ထင်တယ်မန်စီးတီးကတော့အခုပြောသလိုပထမပိုင်းမှာတည်းကပွဲကို dominate လုပ်ပြီးတော့ဥဆောင်ကိုရအောင်တွင်ထားလိုက်မိတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းအဲ့ဒီချက်တော့တွားပြီးတော့ဒါ3ထားကြီးမိတာပေါ့လေ Everton ကပွဲအစပိုင်းကျရင်နည်းနည်းလေးကစားခွက်တည်တဲ့ပိုင်းနည်းနည်းအားနေတာမျိုးပေါ့တဖြည်းဖြည်းနဲ့ ီတမ်ဘူတင်းတင်းနဲ့မှာအားကောင်းတဲ့ပုံစံမျိုးကျွန်တော်တို့ဒါမြင်ရတယ်။ Everton ဒီရလက်ကောင်းတဲ့ကျွန်တော်တို့ဒါပွဲတွေကြည့်မယ်ဆိုရင်ဒုတိယပိုင်း Twin Goal တွေဒါပွဲချိန်ဒါပထမပိုင်းမှာဆိုရင်ဒါပထမပိုင်းတောင်းပိုင်းမှာ Twin ရဲ့ Goal တွေကပိုပြီးမှများတယ်ဗောလေ။ပွဲအစအထလီးတတ်တဲ့သဘောရှိရယ်ဆိုတော့တစ်ဖက်က Manchester City အကြောင်းပွဲအစတော်တော်လေးအားကောင်းတယ်။ Drew Grealish, Foden တို့နောက် Oscar Bot တို့ဒီကစားသမားတွေကလည်းတကယ်ကိုလှည့်မြန်တယ်။နောက်ဆုံးမှာ Foden ကဆိုရင်ဒါသူရဲ့ဒီအတွင်းပိုင်းကိုဝင်ကစားတဲ့ rule ကိုလည်း ို့ပြီးတော့မှဒါပြည်ပြင်းပြင်းကစားလာနိုင်တယ်ဆိုတော့အဲဒါမန်ချက်စတာစီးတီးရဲ့တိုက်စစ်ကတော့ပွဲအစပိုင်းမှာဘယ်လောက်ထိဒါပွဲအခြေအနေတခုအပြောင်းလဲလုပ်နိုင်မလဲဆိုတော့ကျွန်တော်ဒါကြည့်ရမယ်လို့ထင်ပါတယ်နောက်ထပ်ကျွန်တော်ဒါ Everton နဲ့ပတ်သက်ပြီးတော့မှဒါဆိုရင်အနေနဲ့ဒီဘယ်လိုပြောမလဲမန်ချက်စတာစီးတီးကိုဘယ်လောက်ထိခံခံနိုင်ပြီလဲပေါ့နော်မိနစ်တုံးကတော့ဒါမမတ်ရပဲမန်ချက်စတာစီးတီးကိုသူတရေကစားသွားတယ်ဒါစီးတီးကိုယ်တိုင်ကလည်းကျွန်တော်ဒါရုံးကန်နေရတဲ့ကာလလဲဖြစ်တာပေါ့လေအဲ့အခြေအနေတခုကိုဒီနှစ် Everton ကရောလုံနိုင်စွမ်းရှိမယ်လို့ဒါကိုဆိုရင်ထင်တာမျိုးပါ ဖတ်တန်အနေနဲ့ကတော့မစီတီကွင်းဆိုတော့ဒါခန်းစစ်ကိုပဲအထိကအသာပေးရမှာเนาะခန်းစစ်ကတော့သူတို့ကစားဖို့မစိုးဘူးเนาะသူတို့ရဲ့ခန်းစစ်စုဖွဲ့မှုကလည်းဟိုကစားသမားတွေရဲ့ရုပ်ပိုင်းဆိုင်ရာရလဲတော်တော်လေးမာကျောတဲ့ကစားသမားတွေနဲ့တိဆောက်ထားတယ်ပေါ့เนาะဒါအိုဘရိုင်ယန်တို့ဆိုဘိုခန်းစစ်မှာကစားလို့ရတဲ့ကစားသမားမျိုးတွေရှိတယ်ခန်းစစ်ကတော်တော်လေးဘယ်လိုခေါမလဲတောင်တင်းတဲ့အနေထားမှာရှိဒါပေမဲ့ကွင်းလေကျတော့ထင်သလောက်ကြီးကွင်းလေကမမာဘူးကွင်းလေမှာဝါရင်ကွင်းလေသားမဂီရီဦးဆောင်ပြီးတော့ဒါကွင်းလေမှာကစားနေပါတော့ဒါဂျိန်းကန္နာလဲတွဲဖက်ကစားနေဆိုဒီကွင်းလေကတော်တော်လေးသူတို့ခန်းစစ်ကို ကဘာဘလောက်လှုပ်ပေးနိုင်မလဲဆိုတဲ့အချက်ပေါ်မှာအများကြီးမတွေ့လိမ့်မယ်တဲ့တိုက်စစ်ကတော့နောက်ဆုံးကစားသွားတဲ့ပလင်းစ်နဲ့ပွဲမှာဆိုရင်အပြောင်းလဲတချို့လှုပ်သွားတာကျွန်တော်မြင်ရတယ်တိုင်လာဒီပရင်ကိုပွဲထွက်လူစင်မှာတုံးခဲ့တာတို့တီယာနိုဘယ်ရီကိုတိုက်စစ်မှာကစားစီခဲ့တာဒါပေမဲ့အလုံးမဖြစ်တော့လဲဒုတိယပိုင်းမှာသူတို့ပြန်ပြီးအပြောင်းလဲလုပ်ခဲ့တယ်အဲ့ပွဲမှာတော့ရှုံးပွဲမရှိတဲ့ခရစ်စတယ်ဘဲလီကိုနောက်ကျကုန်တယ်သူတို့အနိုင်ရခဲ့တာဆိုတာယုံကြည်မှုရတော့ Everton ကအတိုင်းအတာတစ်ခုထိ Man City ကိုအခက်တွေအောင်လှုပ်လာပါတယ်ဒါပေမဲ့စောစောစီးစီးတာ Man City ကိုရွာရအောင်တော့သူ့ရဲ့ပလန်ကအဲ့လိုကစားလို့ မလွယ်တော့ဘူးเนาะအဲ့ချက်ကနှစ်ခုကြားမှာကျွန်တော်တို့အထိကအဖြစ်ပေးသွားမှာထင်တယ်ဟုတ်ကဲ့ပါကျွန်တော်ဒါ Manchester City နဲ့ Everton တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှဒါကိုဆွေးပါမြတ်ဖြည့်ဆွက်ပြောဖို့ရှိအောင်လို့မသိဘူးဗျအထိကတော့ယုံကြည်မှုအရန်အားကောင်းနေတယ်တခြားပြိုင်ဘက်တွေကလည်းလည်းလေးသူ့ထက်ပိုကစားတဲ့အနေထားပေါ့เนาะ Arsenal ဆိုအဝေးပွင့်ခံရတယ် Liverpool ဆိုရင် Man United နဲ့တွေ့နေဆိုဒီပွဲက Man City နေနဲ့အခွင့်အရေးယူရမယ့်ဘက်ပါနော်ဒီဘက်ပေးစရာထိပ်ပိုင်းကအသင်းတွေလည်းအမှတ်ကွာကြတာတဖြည်းဖြည်းကျင်းပြောင်းလာပြီဆိုတော့ကိုယ့်အလုပ်ကိုဒါမှမစီးတီးရဒီဘက်မှာအကောင်းဆုံးလှုပ်ပြဖို့လိုပါတယ် ဟုတ်ကဲ့ပါကျွန်တော်ဒါမန်ချက်စတာစီးတီးကဒီလထဲမှာဆိုရင်တော့ဟိုဘယ်လိုပြောမလဲတားကြီးလည်းမလွယ်ဘူးပေါ့လေပွဲတွေကဟိုဒါဒီတစ်ပတ်မှာဆိုရင် Everton နဲ့ကစားမယ်နောက်တစ်ပတ်မှာဆိုရင် Aston Villa နဲ့ Away Home ပဲကစားမယ်နောက်တတိယမြောက်ဒါပွဲစဉ်30လောက်မှာဆိုရင်ဒါဘုံမောင်းနဲ့ကစားမယ်ဆိုတော့ October လထဲမှာကစားမယ်ပွဲတွေကတော့သူ့အတွက်တော့ဟိုအရန်ကြီးမလွယ်ဆိုလို့အရန်ကြီးလည်းမခက်လာတဲ့အခြေအနေမျိုးမှာရှိရဆိုဒီလာထဲမှာ Manchester City ဘယ်လောက်ထိအမှတ်ယူနိုင်မလဲဆိုတော့ကျွန်တော်ဒါဆက်ပြီးတော့မှစောင့်ကြည့်ရမယ့်အနေအထားရှိပါတယ်အခုလိုမျိုးဒါဒီပွဲနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြီးတော့အတွက်ကိုစိုးကြီးကိုလည်းကျေးဇူးတူတည်ရှိပါတယ် ကြည့်ရှုအားပေးကြတဲ့ဆော့ဘောပရိသတ်အူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။